စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့ဂျပန်နိုင်ငံအနောက်တောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်မှာကယ်ဆယ်ရေးရဟတ်ရန်တစည်းပြတ်ကြပြီးလူ3ဦးသေဆုံးခဲ့ကြောင်းဂျပန်ကမ်းခြေဆောင်တပ်ကထုတ်ပြန်ပါတယ်ဧပြီ9ရက်မနက်ပိုင်းတုန်းကကမ်းခြေဆောင်တပ်ရဲ့ကြေညာချက်မှာတော့ ရဟတ်ယင်ပေါ်ပါလာတဲ့လူနာတအူနဲ့တခြားနှစ်ဦးတို့သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။ရဟတ်ယင်မူသူနာပြုတအူနဲ့ရဟတ်ယင်ဆက်ပြင်ဝန်ထမ်းတအူကိုတော့ပင်လယ်ပြင်မှာကယ်ဆယ်နိုင်ခဲ့တယ်လို့ကမ်းခြေဆောင်တပ်ကပြောပါတယ်။သူတို့ကိုရှာတွေ့ချိန်မှာ၃ဦးစလုံးကခန္ဓာကိုယ်အပူချိန်ကျဆင်းနေပေမဲ့သတိရှိနေခဲ့ကြတယ်လို့ဆိုပါတယ်။သေဆုံးသူ၃ယောက်ရဲ့ရုပ်အလောင်းတွေကိုတော့ဂျပန်ပြည်ဆောင်တပ်ရဲ့ရဟတ်ယင်တစီကရှာတွေ့ပြီးဆယ်ယူနိုင်ခဲ့ပါတယ်။သေဆုံးသူတွေကလူနာ လူနာရှင်နဲ့ဆရာဝန်တဦးတို့ဖြစ်ကြပါရယ်။ရဟယင်ပြက်ကြမှုသတင်းကိုရရချင်းဂျပန်ကမ်းခြေစောက်တက်ကလေရင်နှစ်စီးနဲ့တင်ပေါ်သုံးစီးကိုအခင်းဖြစ်တဲ့ရေပြင်စီဆေးလွှတ်ပြီးကယ်ဆယ်ရေးဆောင်ရွက်စေခဲ့ပါရယ်။လေရင်ပြက်ကြရတဲ့အကြောင်းရင်းကိုတော့မသိရသေးပဲစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေသေးပါ။အသက်86နှစ်အရွယ်လူနာအမျိုးသမီးတဦးကိုရဟတ်ရင်နဲ့တည်ဆောင်ရင်းနာဂါဆာကီကနေပြန်တက်ပြီးဖူကူအိုကာမှာရှိတဲ့ဆေးရုံတစ်ခုစီတွားရောက်ခြင်းပြတ်ကျခဲ့တာလို့သိရပါတယ်ရှင်။ စပွဲတွေတိုက်ပွဲတွေဘုံကျဲထားခွေတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျည်နဲ့ကြီးစံစတာတွေကိုမထိမကင်နေရမပြောင်းရွှေ့ကြပါနဲ့